ထိတ်တန့်အကားစားလောကနဲ့ဟောလိဝုဒ်ရုပ်ရှင်ရိုက်ကူးရေးလောကကိုပေါင်းစည်းပြီးဘောလုံးကန်နဝင်ခရစ်စတီယာနိုရော်နယ်ဒိုနဲ့နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာမက်ဒရူဗွန်တို့ဟာ Your Mouth လို့ခေါ်တဲ့ပူးတွဲရုပ်ရှင်စတူဒီယိုလုပ်ငန်းကိုစတင်လိုက်ပြီးဖြစ်ပါတယ်။ဒီလွတ်လပ်တဲ့စတူဒီယိုဟာအစဉ်အလာကိုအလေးထားကစမ်းတက်တဲ့ဤပညာကိုလက်ခံကျင့်သုံးရင်းရိုးရာရုပ်ရှင်ရိုက်ကူးရေးကိုပြောင်းလဲဖို့ရည်ရွယ်ထားပါတယ်။ ခုပူပေါင်းဆောင်ရွက်မှုကလက်တွေ့ရလက်တွေရရှိနေပြီဖြစ်ပြီး Vonnet Ronaldo တို့ဟာ Your Mouth ကတဆင့်ငွေကြေးထောက်ပံ့ကပူးတွဲထုတ်လုပ်ထားတဲ့ Action ရုပ်ရှင်နှစ်ကားပီးစီးခဲ့ပြီးတတိယမြောက်ရုပ်ရှင်ကိုလည်းတက်ကြွစွာဖန်တီးနေပါဗျ။ဒီရုပ်ရှင်တွေဟာတူညီတဲ့ဇလန်တွေရဲ့အစိပ်ပိုင်းတွေဖြစ်ပါတယ်။ပထမရုပ်ရှင်ရဲ့အသေးစိတ်အချက်လက်တွေကိုမကြခင်ထုတ်ပြတော့မှာပါ။ ရနဒိုကစီးပွားရေးနယ်ပယ်တစ်တွေစီရှေ့ရှုနေတဲ့ကျွန်တော်တို့ဒါဟာစိတ်လှုပ်ရှားစရာကောင်းတဲ့အခန်းအသစ်တစ်ခုပါလို့ပြောပါရယ်။ဖုန်ကလည်းကျွန်တော်ဘယ်တော့မှရေးသားနိုင်မှာမဟုတ်တဲ့ဇာတ်လမ်းတွေကိုခရစ်စတီယာနိုကကွင်းထဲမှာဖန်တီးခဲ့တယ်။သူနဲ့အတူဆရာတက်ကြွစီမဲ့ရုပ်ရှင်တွေကို ဖန်တီးဖို့ကျွန်တော်မျှော်လင့်နေပါရယ်။သူဟာတကယ်လက်တွေ့ဘဝရဲ့စူပါဟီးရိုးတစ်ယောက်ပါလို့ထပ်လောင်းပြောကြခဲ့ပါရယ်။ စတိုင်ကြပြီးလှုပ်ရှားမှုအပြည့်ရှိတဲ့ဇလံပြောပြမှုတွေကြောင့်နာမည်ကျော်ကြားတဲ့ဖုန်ဟာအရှင်အမျိုးသားမှာထူးခြားတဲ့နေရာတစ်ခုကိုရယူထားပါတယ်။သူ့ရဲ့ဒရိုက်တာဖြစ်တာဝန်ယူခဲ့တဲ့ရုပ်ရှင်ထဲမှာ Layer Gate 2004, Kit S 2010နဲ့ X-Men First Class 2017တို့ပါဝင်ပြီးအဲ့ဒီတစ်ခုချင်းစီတိုင်းဟာထက်မြက်တဲ့ဟာတညံနဲ့ပြင်းထန်တဲ့လှုပ်ရှားမှုတွေကိုပေါင်းစပ်ထားတဲ့သူ့ရဲ့အရေးအချင်းကိုထင်ဟပ်စေပါတယ်။ 2014ခုနှစ်မှာဗွန်ဒါသူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီ MAF ကနေထုတ်လုပ်ခဲ့တဲ့တရှိုးဇလန်းနဲ့ Opera Sansan အကြမ်းဖက်မှုတို့ကိုပေါင်းစပ်ထားတဲ့ Kingsman series နဲ့အတူလူကြိုက်များတဲ့ယဉ်ကျေးမှုနယ်ပယ်မှာထိတ်တန့်နေရာတစ်ခုကိုရောက်ရှိခဲ့ပါတယ်2024ခုနှစ်မှာ Von Ha, Henry Garvey နဲ့ Bright Dalet Howards တို့ပါဝင်တဲ့တချို့တဲထက်ရင်ပူဇာကားကိုရိုက်ကူးခဲ့ပါဗျ။ Kingsman series မှာနောက်ထပ်ရုပ်ရှင်နှစ်ကားလဲထွက်ဖို့စီစဉ်လျက်ရှိနေတာပါ။ပေါ်တူဂီဘောလုံး Icon Ronaldo ဟာ ဘလုံးကွင်းပြင်ပမှာသူ့ရဲ့အမှတ်တရစိတ်ကိုကျွမ်းကျင်စွာတိုးချဲ့နိုင်ခဲ့ပြီးမီဒီယာနယ်ပယ်မှာလည်းအင်အားကြီးမားတဲ့နေရာတစ်ခုကိုတည်ထောင်ထားပါဗျ။ Digital နည်းပညာကိုကျွမ်းကျင်ကြောင်းပြသတဲ့အနေနဲ့လည်း Ronaldo ဟာ2024ခုနှစ်ဩဂတ်စ်လမှာသူ့ရဲ့ YouTube Channel ဖြစ်တဲ့ Your Cristiano ကိုစတင်ခဲ့ပါဗျ။အဲ့ဒီ channel မှာသူ့ရဲ့ကိုကြီးကိုတာအတွင်းကြကြမြင်ကွင်းနေတဲ့စိန်ခေါ်မှုတွေအပါအဝင်အမျိုးမျိုးသောအကြောင်းအရာတွေနဲ့ပြည်သက်တွေကိုသူ့ရဲ့ဘဝကိုနီးကပ်စွာကြည့်ရှုခွင့်ပေးထားပါဗျ။ ီဒီယာလုပ်ငန်းတွေမှာဒီလိုမဟာပြူဝမြောက်ယင်းဤမြုံနယ်မှုဟာရော်နယ်ဒိုရဲ့ဖျော်ဖြေရေးလုပ်ငန်းမှာသူ့ရဲ့လွှမ်းမိုးမှုကိုခိုင်မာစေဖို့နဲ့သူ့ရဲ့ဘောလုံးကစားသမားဘဝကိုကျော်လွန်ပေးတဲ့နောက်သူ့ရဲ့အမှတ်တံဆိပ်ကိုရည်ရှည်တည်တံ့စေဖို့ရည်ရွယ်ထားတဲ့ရည်မှန်းချက်ကိုပေါ်လွင်စေပါတယ်။